ဒီနေ့သရင်ညွန်လာပြီနေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခကလာတော်မှာဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါထွင်းကလာမှာမြတ်စွာဘုရားတော်ရိသအပြည့်တက်ပြီးတပည့်ဓမ္မတရားကိုခေါ်ချခဲ့ပြီးဒီနေ့ဒုပြည့်ကိုပြန်နေကြလာတယ်အမတ်တရားနေ့ ီနေ့ဘယ်ဝိဓမာခရဏေလို့ဆိုတာဝိဓမာခရဏေဆိုတာဝိဓမာတရားဟောတာကဝါဇုလာဘိကျတေရီယာစီစာပြီးတော့ဟောတာတရေညလာဘိနေစေပြီးတယ်အဲ့တော့ဝိဓမာတရားဟောလို့ဆုံးသက်တဲ့နေ့လို့သူတို့မှတ်ရမှာဒါကိုပဲဝိဓမာခရဏေလို့ဆိုပြီးညမပြေမှာမသားနားလဲထားကြတော့ဘုရားဝိဓမာတရားစတင်ဟောတာတော့ ဝါဆိုပြီးတဲ့ဝါဆိုတဲ့နေ့ကနေစပြီးတော့ဟောကြားခဲ့တာဖြစ်တယ်။သုံးလကြာအောင်မြတ်စွာဘုရားပြိမာတရားတော်ကိုတောင်းနေတဲ့နတ်ပြည်မှာဟောကြားပြီးဒီကနေ့ဘဝရဏပြုပြီးတဲ့အခါမှာတောင်းရင်တဲ့နတ်ပြည်ကသကြမင်းဖန်ဆင်းတဲ့ရွှေဆောင်နှံငွေဆောင်နှံပြမြဆောင်နှံလို့ဆိုတယ်။ဆောင်နှံ၄ကားကြီး၃၀အနေပြီး ခန္ဓာတပြိ့စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွားလာတဲ့နေသူနေမြတ်ဖြစ်တယ်ဆိုတာဘုရားဘာသာဝင်နေတဲ့မှတ်သားထားဖို့